အပိုင်းလေးရဲ့စမှာတော့စိုက်ကီစီကိုထူးစားတဲ့စာဆောင်ကရောက်လာခဲ့ပါတယ်။စာထဲမှာတော့စိုက်ကီကစိတ်ဆွမ်းအားရှင်မှန်သိတာကြောင့်သူ့ကိုတပည့်ဖြစ်လက်ခံပေးဖို့တောင်းဆိုလာခဲ့ပါတယ်။ဒါအောင်မြင်တော့စိုက်ကီကစိတ်ညစ်သွားခဲ့ပြီးသူ့အပြင်စိတ်ပညာရှင်တွေနောက်ထပ်ရှိနေတာလားလို့တွေးလိုက်ပါတယ်။အင်းတော့မှာတော့စိုက်ကီကဆာအော့ဒူပိုလဲဆိုတာကိုသိရဖို့အတွက်သူ့ရဲ့စိတ်ပညာကိုသုံးခဲ့ပါတယ်။အားလုံးကိုတီးသွားတော့စိုက်ကီကကောင်လေးကိုသူ့အိမ်ကိုခေါ်တွေးလိုက်ပါတယ်။ ကောင်လေးကတော့သူ့ရဲ့နမေကရေတာလို့မိဆက်လိုက်ပြီး "तू ကဝိညာဉ်တွေကိုမြင်ရတယ်လို့ပြောပြခဲ့ပါတယ်။ရေတာကတော့ "तू ကဝိညာဉ်တွေနဲ့စကားပြောနိုင်တယ်လို့ပြောလိုက်ပြီးတယောက်ဆိုရင်စိုင်းကီရဲ့မျက်နှာနားမှာဖော်ကင်ကိုရမ်းမိကနေတယ်လို့ပြောလိုက်ပါတယ်။အင်းတို့မှာတော့ရေတာဟာစိုင်းကီကိုသူ့ကိုတပည့်ဖြစ်လက်ခံပြီးစိတ်ပညာကိုသင်ပေးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရေတာရဲ့ယူရချက်ကကောင်မလေးတွေရဲ့ခန္ဓာကိုယ်ကိုဖောက်ကြည့်ဖို့နဲ့ရေချိုးကားတွေကိုချောင်းကြည့်ဖို့ဖြစ်နေခဲ့ပါတယ်။ ဆိုက်ကီကတော့ဒါအောင်တင်းနေတာကြောင့်အတော်လေးကိုစိတ်ညစ်နေခဲ့ပါတယ်။အဲနောက်မှာတော့ဆိုက်ကီကပြန်မိုးလို့ပြီးရေဒါကိုသွားထိနှီးခဲ့ပါတယ်။အဲချိန်ဆိုက်ကီကရေဒါရဲ့အခန်းထဲမှာရှိနေတဲ့ဝိညာဉ်တွေကိုမြင်သွားပြီးရှော့ရသွားခဲ့ပါတယ်။နောက်ရမှာတော့ရေဒါကဆိုက်ကီရဲ့ဘေးအန်းကိုပြောင်းလာပြီးသူကကောင်မလေးတွေရဲ့ကိုယ်ဆောင်နဲ့တီအကြောင်းကိုပြောပြရင်းရေပန်းစားနေပါတယ်။ဒါအောင်မြင်တော့ဆိုက်ကီကရေဒါကိုခေါ်ထုတ်သွားပြီးကြောင်းပြောင်းလိုက်ဖို့အတွက်ပြောလိုက်ပါတယ်။ ဒါပေမဲ့ရေတာကတော့လမ်းခံတာကြောင့်စိုက်ကီကပဲလက်လျှော့လိုက်ရပါတယ်။အင်းတို့မှာတော့ကောမလေးတွေကရေတာစီယိုလာပြီးသူမတို့ရဲ့ကိုးဆောင်နှက်ကဘယ်လိုလဲလို့မေးနေခဲ့ပါတယ်။ရေတာကကောမလေးတွေကိုတော့ပြောပြပေးခဲ့ပေမဲ့ကောင်လေးတွေကိုတော့လုံးဝတောက်ယူမစိုက်ခဲ့ပါဘူး။ဟိုင်ရိုကိုမြင်တော့ရေတာကမင်းမှာစောင့်ရှောက်ကောင်ရှိနေတာပဲလို့ပြောလိုက်ပါတယ်။ခနာကြတော့နန်နိုကရောက်လာပြီးသူ့ရဲ့ကိုးဆောင်နဲ့ကြောင်မေးပေမဲ့ရေတာကမသိချင်အောင်စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့နန်တို့ကသူ့နောက်ကိုဇက်တိုက်လိုက်နေရမလို့ရေဒါကသူ့ကိုရိုက်ပစ်လိုက်ပါတယ်။သူ့ရဲ့ရိုက်ချက်ကတည့်ရထီသွားတာကြောင့်ရေဒါလန့်သွားပြီးနန်တို့ကလူလားလို့မေးလိုက်ပါတယ်။ဘောလဲဆိုတော့ရေဒါရဲ့ကိုးစောင်းနဲ့ကနန်တို့နဲ့ရန်အောင်စင်တူနေခဲ့လို့ပါ။နောက်ရဲ့စိုက်ကီကြောင်းအောင်ရောက်တော့ကော်မလီတယောက်ကိုပစ္စည်းတွေကူနေတဲ့ဟိုင်ရိုကိုမြင်သွားခဲ့ပါတယ်။ဟိုင်ရိုကအားလုံးကိုကူညီတတ်ပေမဲ့သူကရန်ကိုကြိုးစားလုံးပြီးသူများတွေကိုရောကိုကိုကိုပါအပင်ပန်းခံတဲ့သူတယောက်ပဲဖြစ်ပါတယ်။ ခုလဲသူကပစ္စည်းတွေကိုတဲပြီးခုံဆွားခုံဆွားသွားနေခဲ့ပါတယ်။အင်းတို့မှာတော့ဟိုင်ရိုကစိုက်ကီကို မျိုးသားနဲ့အတွက်ပြင်ဆင်ဖို့ကူပေးခိုင်းပါတယ်။စိုက်ကီကတော့စိတ်ပါပင်မဲ့ဟိုင်ရိုနဲ့လိုက်သွားခဲ့ပါတယ်။ဒါဝင်မဲ့အထဲမှာလေပစ္စည်းတွေကအားလုံးပျက်စီးနေလို့ဟိုင်ရိုကလန့်သွားပြီးသူကစိုက်ကီနဲ့အတူပြန်ပြင်လိုက်ပါတယ်။အင်းတို့မှာတော့တစ်သားကုန်သွားလို့ဟိုင်ရိုကသွားဝယ်ခဲ့ပါတယ်။ ဆာကီကအတော်ကြာနေတဲ့ဟိုင်းရိုကိုစိတ်ပညာကိုတုံးပြီးကြည့်လိုက်တော့ဆရာသမားကတစ်တုံးကိုခါမချီကပြန်လာနေပါတယ်။အဲ့လိုနဲ့ချိန်တော်ကြာမှသူကပြန်အောင်လာခဲ့ပြီးအားလုံးကလည်းသူ့ကိုကူဖို့လိုက်လာခဲ့ပါတယ်။အင်းတို့မှာသူတို့ကအင်တိုက်အားတိုက်ပြင်ဆင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ပြင်ဆင်နေတဲ့မျိုးသားနေအတွက်ပွဲကနောက်လာမှဆိုတာကိုဆာကီကသိရောစိတ်ပြတ်သွားခဲ့ပါတယ်။နောက်ရမှာတော့စိုက်ကီရဲ့အဖေနဲ့အမိကမင်းကားဆောင်ခုကိုတောင်းပါမလို့စိုက်ကီကိုလိုက်ခဲ့ဖို့ခေါ်နေခဲ့ပါတယ် ဒါရင်မဲ့စာကြီးကတော့မလိုက်ချင်ဘူးလို့ညင်းလိုက်ပြီးသူ့မိဘတွေရိုးပြနေတာကိုစိတ်ပြက်လက်ပြက်ကြည့်နေခဲ့ရပါတယ်။နောက်တော့မိဘတွေထွက်သွားတော့စာကြီးကရှုပ်ပွားနေတဲ့အိမ်ကိုတန်ရှင်းဆောက်လုပ်ခဲ့ပါတယ်။ဒါရင်မဲ့သူကတန်ရှင်းနေချိန်ပိုးကောင်ကိုမြင်လိုက်ရလို့တယ်လီပို့ကိုသုံးကအမေရိကန်ထိထွက်ပြေးပါတော့တယ်။ခဏကြာတော့သူကအမေဖြစ်သူမှားခဲ့တဲ့ပါစယ်ကိုသတိရကပြန်လာခဲ့ပါတယ်။ဒါပေမဲ့ပါစယ်မဟုတ်ပေနန်တို့ကရောက်လာလို့စိုက်ကီကနန်တို့ကိုပိုးကောင်ဖမ်းဖို့ကူပေးခိုင်းခဲ့ပါတယ် မိဘတွေပြန်လာတော့ပြောင်းလဲနေတဲ့အိမ်ကိုကြည်ကကျဉ်းနဲ့နေပြီးယူလာတဲ့ချောကလက်တွေကိုတော့စိုက်ကီကိုပေးလိုက်ပါတယ်။ဒါဝိမဲ့ပိုးကောင်ထင်သွားတဲ့စိုက်ကီကထပ်ပြီးချွတ်ပြေးခဲ့ပြန်ပါတယ်။နောက်ရမှာတော့စိုက်ကီကချီယိုကသူ့ကိုကြည့်နေတာကိုလီထားမိသွားခဲ့ပါတယ်။ချီယိုကတော့သူ့မရဲ့ကောင်လေးနဲ့ကွာနေခဲ့တာပါ။ဒါကိုသိလိုက်ရတဲ့စိုက်ကီကသူ့ဘက်ကိုချီယိုတယောက်ပြန်လဲလာမှစိုးရိမ်ပြီးဂျားကနေကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲလိုနဲ့ကျောင်းဆင်းငိမ်မှာတော့ဇာကီကချီယိုရိုနောက်ကနေလိုက်ပြီးသုံးလားပြီးထိမ့်မက်အတွက်စင်ပီယံကူပေးခဲ့ပါတယ်။ချီယိုကတော့သူ့ကောင်လေးကရုတ်တရက်တိရက်လာမှုကြောင့်ကျေနပ်နေခဲ့ပေမဲ့တာကဲရူရဲ့စိတ်ပျက်စရာပြုတ်မှုကြောင့်ချက်ချင်းပဲစိတ်ကုံကထွက်ပြေးသွားပါတယ်။ဒါအောင်မြင်တော့ဇာကီကလည်းစိတ်ကုံသွားပြီးဇလန်းလေးကလည်းဒီမာရင်ပဲတခမ်းရလို့သွားခဲ့ပြန်ပါတယ်။